proposal ဖောင်မှာလိန်ညာပြီးတော့ဖြည့်ခဲ့ရင်ဘာ ਈ ဖြစ်မလဲမင်္ဂလာပါကျွန်တော်ကိုဟင်းစာပါအမကန်သဘောတရားနဲ့အမကန်ပညာရပ်တွေအကြောင်းကိုမျှဝေပေးနေတဲ့ insurance consultant တယောက်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အမကန် principle ရဲ့အရေးကြီးဆုံးဖြစ်တဲ့ admo code fine ဖြစ်ပါတယ် admo code fine ကိုလက်တင်ဘာသာစကားပေါ့ yuvamia fine ဆိုတာနေပြီးတော့လာပါတယ် သူ့ရဲ့သဘောကတော့ material fat out to know အမကန်လက်ခံမဲ့သူကတည်တည်တည်တိုက်တဲ့အချက်လဲဟုသမ ्या ကိုအမကန်ထားသူကဖွင့်ဟပြောဆိုရမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဒီ atom coffee ကိုအမကန်ကုမ္ပဏီရောအမကန်ထားသူဘက်ကပါနောက်ဦးနှစ်ဖက်လုံးလိုက်နာဆောင်ရွက်လိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်တကယ်လို့ဒီ atom coffee ကို ချိုးဖောက်ခဲ့တယ်ဆိုရင် beast or atom coffee လို့ခေါ်တယ် ပေါ်လစီယာဝိုင်းတင်းဖြစ်တယ်လို့ခေါ်တယ်အမကန်ပေါ်လစီပါအကျိုးခံစား권리ကရရှိခံစားတော့မှခံစားနိုင်တော့မှမဟုတ်ပါဘူးဆိုတော့အမကန်ဓာတ်သူတယောက်အနေနဲ့အမကန်ကုမ္ပဏီကမေးတဲ့မေးခွန်းတွေကိုမှန်မှန်ကန်ကန်ဖြေဆိုဖို့လိုတယ်တကယ်လို့များမားရစွာဖော်ပြခဲ့ရင်ရောကြီးပေါ်ပေါက်တဲ့အချိန်မှာဒီအချက်ကိုကြည့်ပြီးတော့အမကန်ဓာတ်သူကလိန်လေဖော်ပြခဲ့တာမျိုးတွေ့ရှိခဲ့တယ်ဆိုရင်ဒီ ီစာချုပ်ပါအကျိုးခံစားခွင့်ဒီကိုရရှိနိုင်မှာမဟုတ်ပဲရောကြီးညှင်းပယ်ခံရမှာဖြစ်ပါတယ်အလုံးအကျေစုတင်ပါတယ်